ရော်နယ်ဟိုကိုရိုင်းတီထွင်ဆင်းမြင့်လိုက်တဲ့နက်ကဘောဖရီကစ်ကန်ဒီစ်နဲ့အကြောင်းပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာမန်ချက်စတာဖုတ်ဘောဆိုတာနေတင်ဆက်နေပါတယ်ခရစ်စတီယာနိုရော်နယ်ဒိုကဘောလုံးသမိုင်းမှာကြီးကျယ်ဆုံးကစားမရတဲ့ကတူဖြစ်ပြီးတော့သူ့ရဲ့နက်ကဘောဖရီကစ်ကန်ဒီစ်နဲ့ကဘောလုံးလောကမှာတော်လန်ပြောင်းလဲမှုတစ်ခုဖြစ်အသိမှတ်ပြုခံခဲ့ရပါတယ်နက်ကဘောဟာဘောလုံးကွေးဝိုင်းမှုစပင်အနည်းဆုံးဖြစ်အောင်ကန်သွင်းပြီးတော့မမျောလင့်ထားတဲ့ဥတီယာကိုရေရှားစေတဲ့နီးစနစ်တစ်ခုဖြစ်ပါတယ် အဲဒီစနစ်ကရော်နီလိုရဲ့ညာခြေစွမ်းရည်ကိုကမ္ဘာဆင်မီဖရီကစ်သမားတဦးဖြစ်ပုံမထင်ရှားစေခဲ့ပြီးကိုသမားရည်နဲ့ခန်းစီကစားမရည်အတွက်အိမ်မဲဆိုးတခုဖြစ်လာခဲ့ပါတယ်။တကယ်တော့နကယ်ဘောဆိုရဲဝဟာရကဘလွန်လောကမှာမူလအစားကမရှိခဲ့ပါဘူး။အဲဒီစနစ်ရဲ့အမိကဘေ့စ်ဘောကစားနည်းကနေဆင်းသက်လာတာပါ။ဘေ့စ်ဘောမှာနကယ်ဘောဆိုရာကွေးဝိုင်းမှုမရှိတဲ့ဘောလုံးပြင်းနည်းတခုဖြစ်ပြီးတော့လေထဲမှာမမျောလင့်ထားတဲ့ဥတီယာကိုရေရှားသွားစေပါတယ်။ဘောလုံးလောကမှာဒီနေ့စနစ်ကလည်းဆရာစုနောင်ပိုင်းမှာစတင်ပေါ်ပေါက်လာခဲ့ပြီးတော့ ဘရာဇီးကစားမားရီဖြစ်ကြရဲ့တီတီနဲ့ကာရင်ဂျာရိုရဲ့ free kick တွေမှာကနအူးစတင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါမဲ့နက်ကေဘောနီစ်နစ်ကိုကဘာဆင့်မီပြီးပြည့်စုံအောင်တီထွင်ခဲ့သူကတော့ခရစ်စတီယာနိုရိုနယ်ဒိုဖြစ်ပါတယ်။သူက2000ပြည့်နှစ်လယ်ပိုင်းကာလမှာမန်ချက်စတာယူနိုက်တက်မှာကစားနေစဉ်မှာနက်ကေဘောနီစ်နစ်ကိုစတင်လေ့ကျင့်ခဲ့ပါတယ်။တရောင်းကိုမှာရီယယ်မက်ထရစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်အဲဒီနီစ်နစ်ကိုပုံမပြီးပြည့်စုံအောင်လို့လှုပ်ဆောင်ခဲ့ပါတယ်။ရော်နီယိုရဲ့နက်ကေဘောကသူ့ရဲ့ညာခြေစွန့်ရင်နဲ့ရုပ်ပိုင်းဆိုင်ရာတာလုံးမှုကိုပေါင်းဆက်ထားပြီး free kick တွေကိုကိုယ်သမားတွေအတွက်ခံမရခဲ့တဲ့လည်းနဲ့တစ်ခုဖြစ်ပြောင်းလဲခဲ့ပါတယ်။ နိုင်ငံပေါင်းနဲ့ပတ်သက်လို့တမိုင်းဆိုင်ရာမှတ်တမ်းတချို့ကိုရှာဖွေတင်ဆက်ပေးရမယ်ဆိုရင်1958ကမ္ဘာဖလားမှာဘရာဇီးကစားသမားဒီဒီကနက်ကယ်ဘောဆန်ဆန်ဖရီကစ်ကိုစတင်အသုံးပြုခဲ့ပြီးတော့ dry leaf လို့ခေါ်တဲ့ကိုယ်ပိုင်မှုနည်းတဲ့ကန်သွင်းမှုတွေနဲ့ထင်ရှားခဲ့ပါတယ်။1990ခုနှစ်ကာလတွေမှာတော့ဘရာဇီးကစားသမားရောဘတ်တိုကာလို့စ်ရဲ့ free kick တွေကနက်ကယ်ဘောရဲ့အစောပိုင်းပုံစံတွေကိုပြသခဲ့တာဖြစ်ပြီးတော့အထူးသဖြင့်တော့1990ခုပြင်သစ်တဲ့ပွဲမှာသူကန်သွင်းတဲ့ free kick ကိုကယူပါပီတာဆိုင်ရာအံ့ဖွဲတစ်ခုပြင်မှတ်တမ်းဝင်ခဲ့ပါတယ်။ ရိုနယ်ဒိုကနက်ကဲဘောကိုစနစ်ကျလေ့ကျင့်ပြီးတော့သူ့ရဲ့ညာခြေနဲ့ပေါင်းဆက်က free kick ကန်သွင်းမှုကိုအနုပညာတစ်ခုပြပြောင်းလဲယူခဲ့ပါတယ်။ရိုနယ်ဒိုရဲ့နက်ကဲဘော free kick တွေကိုပိုပြီးတော့အားကောင်းလာအောင်မြေတောင်မြောက်ပေးခဲ့တဲ့သူတွေကတော့ Ferguson တို့တစ်တိုက်ပဲဖြစ်ပါတယ်။ Ferguson နဲ့လက်ထောက်နေပြ Carlos Queiroz တို့ကရိုနယ်ဒိုရဲ့ free kick ကန်သွင်းမှုတွေကိုအားပေးခဲ့ပြီးသူ့ရဲ့ညာခြေစွမ်းရည်ကိုပုံပုံမြင့်တင်ဖို့လမ်းညွှန်ခဲ့ကြပါတယ်။ရိုနယ်ဒိုက Manchester United မှာကစားနေတဲ့2006နှစ်ထောက်ခွန်ရာသီမှာနက်ကဲဘောနစ်တွေကိုစတင်စမ်းသပ်ခဲ့ပါတယ်။သူကဘောလုံးကိုကွေပိုင်းမှုမရှိဘဲနဲ့ကန်သွင်းနိုင်ဖို့ဘောလုံးရဲ့အလဲပိုးပိုင်း sweet spot ကို တစ်ကြစွာထိမိစေဖို့လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။နောက်ခုနှစ်ခုနှစ်ပရီးမီးယားလိမှာရော်နယ်ဒိုရဲ့နက်ကယ်ဘောဖရီကစ်ဂိုးကအတူလေ့ကျင့်နေတဲ့နီးစနီးရဲ့အစောပိုင်းအောင်မြင်မှုကိုပြသခဲ့တာပါ။အဲဒီဂိုးကပိုးမောက်စ်ကိုယ်မှာဒေးဗစ်ဂျိမ်းစ်ကိုအားအသင့်စီခဲ့ပြီးတော့နက်ကယ်ဘောရဲ့မမျှော်လင့်ထားတဲ့ရွေးရှားမှုကိုမိမောင်းထိုးပြခဲ့တာပါ။ရော်နယ်ဒိုကရီယယ်မက်ဒရစ်မှာကစားနေစဉ်မှာနက်ကယ်ဘောကိုပုံမပြပြဆောင်လို့ကြိုးစားခဲ့ပါတယ်။သူကလေ့ကျင့်ရမှာဖရီကစ်တွေကိုနိုင်ပေါင်းများစွာကန်သွင်းလေ့ကျင့်ခဲ့ပြီးဘောလုံးရဲ့ထိမှတ်နေရာကန်သွင်းမဲ့တောင်းနဲ့ကံအားနဲ့ပတ်သက်တဲ့ချိန်ကြီးမှုတွေကိုစတင်စံသက်ခဲ့ပါရီ။ နိုင်ငံပေါ်ရဲ့ထူးခြားမှုကယူပါပေတာဆိုင်ရာအခြေခံမှုတွေပေါ်မှာတည်ဆောက်ထားပါတယ်။အဲဒီနှစ်ကပေါ်လုံးကိုဝေဝိုင်းမှုမရှိပေဒါမှမဟုတ်ဝေဝိုင်းမှုအနည်းဆုံးနဲ့ကန်သွင်းပြီးတော့လေထဲမှာမမျောလင့်ထားတဲ့ဥတီယာကိုရှားစီတာဖြစ်ပါတယ်။ရော်နယ်ဒိုကပေါ်လုံးကိုအလဲပိုးပိုင်း sweet spot မှာထိမိစေပြီးတော့ကန်သွင်းပါတယ်။ဒါကပေါ်လုံးရဲ့ဝေဝိုင်းမှု spin ကိုအနည်းဆုံးဖြစ်စေပြီးလေထဲမှာမတည်ငြိမ်တဲ့ရွေရှားမှုကိုဖြစ်ပေါ်စေပါတယ်။ဝေဝိုင်းမှုမရှိတဲ့ပေါ်လုံးကလေထဲမှာလေခွင်းအားတန်ကြောင်းဘေးဘက်ဒါမှမဟုတ်မမျောလင့်ထားတဲ့ဥတီယာဘက်ကိုရွေရှားသွားပါတယ်။ဒါကို magnetic effect ရဲ့ပြောင်းပြန်အကျိုးသက်ရောက်မှုလို့ခေါ်ပါတယ်။ ရော်နေရဲ့နက်ကဘောဖရီကစ်တွေကတနအီကို190ကနေ150ကီလိုမီတာလောက်ရှိတဲ့အလင်းနဲ့ထွက်လာတက်ပါရီအရင်ပြင်းအားကကိုသမားတွေအတွက်အုံပြန်မှုအခြေအနေပါစီပါရီနက်ကဘောရဲ့ဒီကထူးခြားချက်ကတော့ဘောလုံးရဲ့လမ်းကြောင်းကလေထဲမှာရုတ်တရက်ပြေးပြန်ဥမာပြောရရင်တော့ဘယ်ညာတမ်းမှုအပေါ်အောက်အတက်ကြရဖြစ်ပြောင်းလဲသွားတာဖြစ်ပါရီအရာကကိုသမားတွေအတွက်ခံမရခဲ့စီပါရီရော်နေကဖရီကစ်ကန်သွင်းရမှာခနာကိုကိုအနေငယ်နောက်ဆုတ်ရင်းရွှဲလိုက်ပြီးတော့ခြေထောက်ကိုဖြောင်းတန်းစွာရွေရှားစီပါရီ ဒါကဘောလုံးရဲ့ဝေးဝိုင်းမှုကိုရှော့ချပြီးတော့နေကယ်ဘောရဲ့မတည်ငြိမ်တဲ့ယူရှောင်းမှုကိုလည်းဖြစ်ပေါ်စေတာဖြစ်ပါတယ်။ရော်နီယိုကဖရီကစ်ကန်သွင်းရမှာဂုသမားရဲ့အနေထားနဲ့ခံစစ်တိုင်းကိုဆေးဆက်စွာလေ့လာပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကဖိအားများတဲ့အခိုက်အတန့်တွေမှာနေကယ်ဘောကိုထိရောက်စွာအသုံးပြုနိုင်ခဲ့တာဖြစ်ကြောင်းပါခင်ဗျာ။ညကောအနေနဲ့ဒုတာယတာတစ်ခုခုရရှိနိုင်အောင်လို့ရှာဖွေတင်ဆက်ပေးလိုက်ရခြင်းပါ။နေ့သက်သဘောကြရည်ဆိုရင်တော့ like and share လေးနဲ့အားပေးသွားကြကြပါဦးခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာရှိသေးရင်လည်းပြောပြပေးသွားကြလို့ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။